အော်ကဲဟုတ်စူးစမ်းတယ်။အော်အလုံးကတော့စူးစမ်းနေကြရပေါ့နော်။ပုံစံလေးတွေကမတူဘူးပေါ့နော်။တယောက်တစ်ယောက်ကအဲတင်ဆက်တဲ့အဆီဇင်တင်ဆက်တဲ့ပုံစံချင်းလေးတွေလည်းမတူဘူး။ဟိုဘယ်လိုပြောရမလဲ။ အားလုံးကမြူးမြူးကြောကြောလေးကိုသွားတဲ့ဘက်ကလည်းသွားတယ်တိုက်ပလေးကိုရတာပေါ့နော်အဲ့လိုမျိုးသွားတဲ့ဘက်သွားတယ်တတိငယ်အေးဆေးဆေးလေးတင်ဆက်တဲ့သူကလည်းတင်ဆက်တယ်ဆိုတော့ပုံစံတစ်ခုချင်းစီတင်ဆက်တဲ့သူတွေပေါ့အားပေးတဲ့သူတွေကလည်းသူတို့အကြိုက်လေးလိုက်ပြီးတော့အားပေးကြတယ်ပေါ့နော်အားလုံးကတော့တူးချင်းစီကတော့မတူတဲ့ talent တွေအားလုံးရှိကြပါတယ် talent တွေရှိတယ်အဲ့ဒီပုံမှာဆိုလို့ရှိရင်လည်း client တွေအခမ်းအနားအစီအစဉ်တွေကိုမှားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းသူတို့ပွဲအတွက်ကိုလိုအပ်တဲ့ presentation style မျိုးမူတည်ပြီးတော့သူတို့က MC တွေကိုခေါ်ကြတာပေါ့နော် ကိုယ့်ရဲ့တငယ်ချင်းတွေပြီးလို့ရှိရင်လောဖော်ကိုင်းဘက်တွေအားလုံးအောင်မြင်နေတယ်ဒီလောကကြီးမှာအဲအားပေးရသူတွေအများကြီးရှိတယ်ဆိုတာကတော့ဝမ်းသာရတယ်ဟုတ်ကဲ့ရှိပါတယ်။အော်ထထဒီ Forever Crew ကနေပြီးတော့ဒါမွေးထုတ်ပေးထားတဲ့အစီအစဉ်တင်ဆက်တဲ့သူတွေပေါ့နော်။အော် TV အစီအစဉ်တင်ဆက်တဲ့သူတွေပြီးလို့ရှိရင်အခမ်းအနားအစီအစဉ်တင်ဆက်တဲ့သူတွေကတော့အမြဲတမ်း keep in touch ဖြစ်နေရပါတော့။ဘာကြောင့်လဲဆိုတော့အော်အမြဲတမ်းတွေ့နေတယ်အဟို ဒီနယ်ပယ်မှာပဲစုံကြတယ်အခမ်းအနားတွေကများသောအားဖြင့်တော့တယောက်တယောက်ထဲလောက်ရတဲ့အခမ်းအနားတွေရောပုံများတယ်တယောက်ထဲလောက်ရတာရှိရဲ့နှစ်ယောက်တွဲပြီးတင်ဆက်ရတယ်ဆိုလို့ရှင်လေဒီ MC လောကကကိုနဲ့တူတူဒါတွဲပြီးတော့တင်ဆက်ခဲ့တဲ့အလုပ်လုပ်ကန်ခဲ့တဲ့သူတွေပဲဒီလိုပဲပြန်ပြီးတော့စုံတွေ့ကြတာပေါ့နော်တယောက်ထဲဖြစ်တာတယောက်ထဲတင်ဆက်တာလည်းဆိုလို့ရှင်နှစ်ယောက်ဆိုရင်တော့အဖော်ရတာပေါ့နော်နှစ်ယောက်ဆိုလို့ရှင်ကြတာဆေးပေါ်မှာပို့ပြီးတော့အဲတယောက်ထဲတယောက်အဲနောက်တော့ပျောက်ပျောက်အောင်နဲ့အဲပို့ပြီးတော့အားရှိတာပေါ့တင်ဆက်တာပို့ပြီးပျောက်ဖို့ကောင်းတာပေါ့နော်ဒါပေမဲ့တယောက်ထဲတင်ဆက်ရတဲ့ပွဲတွေကတော့ပုံများပါတယ်ဟုတ်ကဲ့ဟုတ်စူးစမ်းရတယ်အော်အားလုံး ကတော့စူးစမ်းနေကြရပေါ့နော်ပုံစံလေးတွေကမတူဘူးပေါ့နော်တယောက်တစ်ယောက်ကအဲတင်ဆက်တဲ့အစီအစဉ်တင်ဆက်တဲ့ပုံစံချင်းလေးတွေလည်းမတူဘူးဟိုဘယ်လိုပြောရမလဲ အားလုံးကမြူးမြူးကြောကြောလေးကိုသွားတဲ့ဘက်ကလည်းသွားတယ်တိုက်ပလေးကိုရတာပေါ့နော်အဲ့လိုမျိုးသွားတဲ့ဘက်သွားတယ်တတိငယ်အေးဆေးဆေးလေးတင်ဆက်တဲ့သူကလည်းတင်ဆက်တယ်ဆိုတော့ပုံစံတစ်ခုချင်းစီတင်ဆက်တဲ့သူတွေပေါ့အားပေးတဲ့သူတွေကလည်းသူတို့အကြိုက်လေးလိုက်ပြီးတော့အားပေးကြတယ်ပေါ့နော်အားလုံးကတော့တုံးချင်းစီကတော့မတူတဲ့ talent တွေအားလုံးရှိကြပါတယ် talent တွေရှိတယ်အဲ့ဒီပုံမှာဆိုလို့ရှင်လဲ client တွေအခမ်းအနားအစီအစဉ်တွေကိုမှားတဲ့သူတွေအနေနဲ့ဆိုလို့ရှင်လဲသူတို့ပွဲအတွက်ကိုလိုအပ်တဲ့ presentation style ပေါ်မူတည်ပြီးတော့သူတို့က MC တွေကိုခေါ်ကြတာပေါ့နော်ဥပမာသူတို့ကဘယ်လိုပြောမလဲအဲအရင်ကိုရင်းချက်ပြီးတော့တည်ငြိမ်တဲ့ပုံစံမျိုးလုံးဝအလူ ူထွားထွားကြီးကြီးအဲအဲ့လိုမျိုးပုံစံမျိုးလိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုစိုက်ခိုင်မျိုးရှိတဲ့သူရွေးချယ်တယ်အဲတကယ်ကိုပျော်စရာလေးပေါ့နောက်နောက်ပြောင်ပြောင်လေးနေအဲ့လိုမျိုးတွတ်တွတ်လက်လက်နဲ့ပြောအဲစီစဉ်တဲ့သူဆိုလို့ရှိရင်လည်းအဲ့လိုလူမျိုးလေးတွေသူတို့ရွေးချယ်တာပေါ့နော်ဒါကတော့အဲအခမ်းအနားကိုရွေးချယ်တဲ့အဲ client နေပေါ်မှာမူတည်ပြီးတော့သူတို့ကတော့ season တက်ဆက်တဲ့သူတွေ MC တွေရွေးချယ်ကြတာများပါတယ်။ဟုတ်ကိုယ့်ရဲ့တငယ်ချင်းတွေပြီးလို့ရှင်လောဖော်ကိုင်းဘက်တွေအားလုံးအောင်မြင်နေတယ်ဒီလောကကြီးထဲမှာအဲအားပေးတဲ့သူတွေအများကြီးရှိတယ်ဆိုတာကတော့ဝမ်းသာရတယ်။ ခုလည်းပြည့်နေမှာ။ဒါရောရပါလို့ဒါဝင် ်ကြတာလားဆိုတော့လေဆလင်းမော်ရီကြတာလားဆိုတော့လေထရက်ထရက်ရဲ့ body structure ကကြတော့နည်းနည်းထွားတယ်ထဲမှာပါတာပေါ့နော်ဟိုအရိုးစက်ကလည်းကြီးရဲထဲမှာပါတာဖြစ်တဲ့အတွက်ကိုဒီလို TV တွေဘာတွေမှာရိုက်တဲ့အခါကြလို့ရှိရင်အပြင်မှာထက်ကိုအဲ့ဒီ TV screen မှာကင်မရာတွေရောက်လို့ရှိရင်ကြီးွားတယ်တော်တော်ဟိုရုပ်ရှင်ဆော့ထက်ကိုပို့ပြီးရင်ဝါတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ type ကအဲ့လိုမျိုး TV တွေရောက်သွားရင်ကိုယ့်ရဲ့ဒီပုံစံပါဖောင်းတာတွေဘာတွေအားလုံးကနည်းနည်းရင်ဝါတဲ့ပုံစံမျိုးကြီးွားတဲ့ပုံစံမျိုးတွေမှာပါ ါတယ်အဲ့တော့အပြင်မှာတွေ့ရင်လည်းသူများတွေပြောပါတယ်ဒလားအဲ့လိုပရိသတ်တွေတွေ့ရင်လည်းပြောတယ်ဟာ TV ထဲမှာထက်ကိုအပြင်မှာပို့ပြီးတော့ဟိုမကြည့်ဟိုသေးတယ်ပေါ့နော်ဘာညာပြောရဲပေါ့အဲ့ကြောင့်ကိုယ်မှရှင်းပြတော့ဟုတ်တယ်အပြင်မှာသေးတယ်အဲ့လောက်ဒီမကြည့်နေဘူးပေါ့နော်အရင်သေးရတယ်တော့မပါဘူးအဲတချို့ သေးတဲ့သူတွေနဲ့ကိုထက်လူကောင်အများကြီးသေးတဲ့သူတွေနဲ့ရှင်လိုက်ပြီဆိုရင်တော့ကိုကជីကြီးဖြစ်သွားတာပေါ့နော်အဲ့တော့သူတို့နဲ့အမိလိုက်နိုင်ဖို့အတွက်ပို့ပြီးတော့ជីကောင်လို့တော့ weight တွေချတာပါပဲ weight တော့ချတယ်ဒါပေမဲ့ချတဲ့ခါလည်းရှိတယ်မချတဲ့ခါလည်းရှိတယ်တက်လိုက်ချလိုက်တက်လိုက်ချလိုက်အဲ့လိုပါပဲအခုလောလောဆယ်တော့ဘာလုပ်နေလဲဆိုတော့ gym ဆော့နေပါတယ် gym ကတော့ခန္ဓာကိုယ်ជីကောင်မှုအတွက်ရောနောက်တစ်ခုကတော့ကျန်းမာတန့်ဆွမ်းမှုအတွက်ပေါ့နော်ကျန်းမာဖို့အတွက် resistant ကောင်းမှုအတွက် strength ကောင်းမှုအတွက်တော့ gym ဆော့နေပါတယ် အော်ဘယ်နှပောင်းလုံးထိတော့ခံမထားရတော့မဟုတ်ထပ်ခါကျတော့ဂျင်ဆော့ရဲဆိုတဲ့ဟာကိုကိုယ့်ရဲ့ဟို relax အနေနဲ့ပေါ့နော် တနေ့တနေ့ကလုံးမှာအလုတ်သွားတာမျိုးရှိတယ်အလုတ်လုတာမျိုးတွေရှိပြီးသွားပြီဆိုလို့ရှိရင်ညနေဂျင်သွားလိုက်တဲ့အခါဆိုလို့ရှိရင်စိတ်ပန်းပြေသွားတယ်လို့ခံစားရတယ်ဂျင်မှာဆိုလို့ရှိရင်ဘာလဲဆိုတော့တချင်းတွေဖွင့်တယ်တချင်းတွေဖွင့်ပြီးတော့ထက်က class တွေ join တာကိုပို့ကြိုက်တယ်ပေါ့နော် weight တုံးကြီးနဲ့အလေးတွေ share မှားတာထက်ကိုထက်ကကြောင့် class တွေ join တယ်ဘယ်လိုမျိုးလဲဆိုတော့ body combat ဘယ်လိုဟာမျိုးတွေ music နဲ့အဲ့လိုထိုးရတဲ့ဟာမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခု body pump ဘယ်လိုမျိုး class မျိုးတွေ less meal က program class တွေကို join တာများတယ်ပြီးနောက်တစ်ခုကကြောင့် yoga join တာမျိုးတွေများတယ်ပေါ့အဲ့လို class လေး join တာဖြစ်တဲ့အတွက်ကိုဂျင် င်သွားရတယ်ဆိုတာကိုပြင်းတယ်လို့မခံစားရပဲနဲ့ကို့အတွက်ကိုလုံးဝ entertainment လည်းဖြစ်တယ်ပြီးရင်ကျမကြီးအတွက်လည်းညီညွတ်တယ်ပြီးနောက်တစ်ခါကျတော့ resistant ပိုကောင်းလာတယ်ပေါ့နော်အကြောချင်းနေပြည်တယ်ပျော်တဲ့အတွက်သွားတာပါဟုတ်အဲ့ဒီဟာရဲ့အနောက်မှာတော့အဲကိုဆော့တဲ့အကျိုးလေးပေါ့နော် result လေးအနေနဲ့ကတော့အာဘာဖြစ်လာလဲဆိုတော့ပိုပြီးကျမ်းလာတယ်အသားရည်တွေပါကြီးကြီးလေးလေးဖြစ်လာတယ်ပိုပြီးတော့ချစ်ကောင်းလာတယ်ပေါ့နော် ဟုတ်တယ်ကကြတော့လေဟိုအစီအစဉ်တင်ဆက်တာများလာတာဖြစ်တဲ့အတွက်ကို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 လည်းဒီအစီအစဉ်တင်ဆက်ပြီးတော့ဒီလိုအခမ်းအနားတွေမှာ MC လောက်ရတာကိုပို့ပြီးတော့ confidence ရှိပြီးတော့ပို့ပျော်ရဲပေါ့နော်တရုတ်ဆောင်ပိုင်းကြတော့ဝါသနာပါလားဆိုတော့လေပါတော့ပါတယ်ဒါပေမဲ့အအဓိကတော့ရတဲ့အချိန်တွင်းမှာကိုအတွက် confidence ရှိပြီးတော့ပို့ကျွမ်းကျင်တဲ့အလုပ်ကိုပို့ပြီးဦးစားပေးပြီးလုပ်ဖြစ်တာများတာပေါ့နော်တရုတ်ဆောင်တာမျိုးကတော့ပြောရမယ်ဆိုလို့ရှိရင်တကယ်ကိုတရုတ်ဆောင်တဲ့ဘက်ကိုကျွမ်းကျင်ကျင်နဲ့လေ့လာလိုက်စားပြီးတော့ကျင့်ပြီးတော့လုပ်တဲ့သူတွေနဲ့ ေရင်တော့အမားတို့ကဟိုပြောမယ်ဆိုလို့ရှင်မမိနိုင်ဘူးကွာမဖြစ်နိုင်ဘူးအဲ့ဒီအတွက်ကိုအမားကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ profession နဲ့ကိုဦးစားပေးပြီးရွေးချယ်ထားတဲ့ MC လမ်းကြောင်းပေါ့နော်ဒီအဆီဇင်တင်ဆက်တဲ့လမ်းကြောင်းအခမ်းအနားမှုလမ်းကြောင်းတော့အမားတော့ပို့ပြီးဦးစားပေးဖြစ်တာများပါတယ်ဒါပေမဲ့ဟိုအရင်ကလည်းတွေ့မှာပါဟိုအခါခွင့်သိလို့ရှင်တော့အကူအညီတောင်းလို့ရှင်တော့ဝင်ရောက်ပြီးတော့အနေချင်းပေါ့နော်တေးဥဆောင်တာမျိုးလေးရှိပါတယ်ဒါပေမဲ့ professional အနေနဲ့တေးဥဆောင်မှုအတွက်တော့အဲ့လိုမျိုးတော့မရသေးပါဘူးကိုကိုလည်းသိပါတယ်